အစ္စလမ်ကျောင်းနာမည်ကြီးခဲ့ရသူဒိုမဟုတ်ဒူရဲတော်စတန်ဖိုက်ကစားမဂျွန်ပေါ့ခ်အားလုံးမင်္ဂလာပါများပပဝိုင်း Q ကနေတင်ဆက်နေပါတယ်ဗီဒီယိုကို YouTube ကနေကြည့်ရဆိုရင် VPN လေးချိတ်ကြည့်ပေးဖို့မေတ္တာရက်ခံခြင်းပါတယ်ခေါနေကအစ္စလမ်ကဝေဒဝိချန်ပီယံကပတ်ရခဲ့ပြီးတဲ့နောက်မလူကြီးတဲ့ဝေဒန်နှစ်ခုရဲ့ချန်ပီယံကပတ်ကိုရရှိခဲ့တဲ့ဖိုက်တာတဦးဖြစ်လာခဲ့တာဖြစ်ပါတယ်ဒီနေ့ပွဲမှာလည်းစင်အောက်မှာမထင်ထားတဲ့ပွဲကျမ်းမှုတွေစွန့်ကြီးဝိုင်းလောင်းမှုတွေဖြစ်ပွားခဲ့တာပါအဲဒီစွန့်ကြီးလောင်းတဲ့ပွဲကအဓိကတရားခံက ဒီလွန်ဒန်နစ်ဖြစ်ပါတယ်ဒီလွန်ဒန်နစ်ကိုတော့ဒေနာဝိုင်းနဲ့ UFC ဘက်ကဘန်လိုက်ပြီးလို့သိရပါတယ်အိနေကအတန်းစကားပြီးမှပြဿနာတက်တဲ့အချိန်မှာဆွန်းကြီးအလောင်းကောင်းလို့ပို့ပို့ပြီးတော့နာမည်ကြီးလာတဲ့ UFC ရဲ့မြန်နေတဲ့ fighter တဦးလည်းရှိလို့နေပါတယ်သူကတော့ခါဘစ်တို့အစ္စလာမကရှက်တို့အဖွဲ့တွေကတဦးတည်းသော stand fight အပြုဆိုတဲ့ fighter ဖြစ်တဲ့မာဂမတ်ဇန်နျူကော့ဖြစ်ပါတယ်ဒါပေမဲ့အစ္စလာမ်တို့တစ်ဖွဲ့လုံးကတော့ချန်ကိုလို့ပဲခေါ်ကြတာပါဒါပေမဲ့အစ္စလာမ်ခေါ်ကောင်းလို့အလွယ်ကြီးလွှဲပြီးတော့နာမည်ပါကြီးခဲ့တဲ့ချန်ကိုက အခုဆိုရင်သူ့ရဲ့နာမည်ရင်းတဲ့နာမည်ပြောင်းထက်နောက်ထပ်နာမည်ပြောင်းတစ်မျိုးကရရှိလာတာဖြစ်ပါ ರಿ အဲ့နာမည်ပြောင်းကတော့ John Pop ဖြစ်ပါ ರಿ အဲ့လိုဘာလို့နာမည်ကြီးလာလဲဆိုတော့ UFC နဲ့ One Championship တို့ရဲ့ကနွင်း Fighter ဟောင်း Jack Lee Mighty Mouse ရဲ့ YouTube Video ကနေအစပြုရလို့ပြောလို့ရပါ ರಿ အဲ့ဒီ Video မှာ Island က Jack Lee Demetrius Johnson ကို I introduce my team this game is John Pop two time professional Muay Thai champion ဆိုပြီးတော့မိတ်ဆက်ပေးကြတာပါ မှန်တော့အစ္စလမ်ပြောတဲ့တကယ့်နာမည်ကသူတို့ခေါ်နေကြချန်ကိုဆိုပြီးတော့ပါဒါပေမဲ့ဒါဂစ္စတန်သားရဲ့စကားကလမ်းချော်ပြီးတော့ဂျွန်ပေါ်လို့အတန်းထွက်နေတာကြောင့်ပရိသတ်တော်များများကအရီဘဲကိုဂျွန်ပေါ်ပဲလို့အထင်မှားလာကြတာပါအဲလိုနဲ့ ground game ဆရာကြီးတွေစုနေတဲ့ဒါဂစ္စတန်သားတွေထဲမှာဒေါရဲသောမွေတိုင်းဖိုက်တာဆိုပြီး TikTok နဲ့ Instagram စတဲ့ platform တွေမှာဂျွန်ပေါ်ရဲ့ဗီဒီယိုတွေကနာမည်ကြီးလာသလိုပရိသတ်ဝန်ရံမှုကလည်းများပြားလာတာဖြစ်ပါတယ်လူမျိုးပရိသတ်များပြားဝန်ရံမှုနဲ့အတူဂျွန်ပေါ်က Dinner White Contender Series ကနေရလက်ကောင်းနေတဲ့ Lucas Gaeta ကို Anonymous Decision နဲ့အနိုင်ယူပြီးတော့ UFC Promotion ကြီးမှာပြိုင်ဆိုင်ခွင့်ရတော့မယ့်နောက်ထပ် Khabib တို့ဖွဲ့တွေက Dagestan Da Fighter တူဖြစ်လာခဲ့ပါတယ်။အသက်30ရွယ်ရှိနေပြီဖြစ်တဲ့ John Paul ကမွေထိုင်းနဲ့ကစ်ပေါက်ရှင်အဓိကအားပြုကစားတဲ့ Fighter ဆိုပေမဲ့နိုင်ငံဆွဲကြီးကလည်း Dagestan Da PB Level တခုမှရှိနေတဲ့ကစားမတူဖြစ်ပါတယ်။အဲဒါကြောင့် John Paul ကို Ground Game နဲ့တော်ရုံတဲ့အောင်နိုင်ယူနိုင်လို့မရနိုင်သလို Takedown Defense ကလည်းရာနှုန်းပြကောင်းမွန်တဲ့အတွက်ဘယ်သူကမှသူ့ကိုလှဲချလို့မရနိုင်သေးတဲ့ Khabib တို့ဖွဲ့ကနောက်ထပ်ငကြမ်းတစ်ကောင် UFC ကိုရောက်လာတာဖြစ်ပါတယ်။ ဒီဘဲစန်းက30ကျော်မှစတာလို့ပြောလို့ရပြီးတော့ဟိုနေရအစ္စလန်တို့ရဲ့ပွဲချိုသတင်းစာရှင်းလင်းပွဲမှာလဲအစ္စလန်ကိုရိုင်းဂျွန်ပေါ်လို့မခေါ်ကြဖို့မာကမတ်ဆန်ယူကော့ဖ်ကိုမိတ်ဆက်ပေးခဲ့ပေမဲ့လဲပရိသတ်အများပြားကတော့ဒီတာဂက်စတန်သားကိုဂျွန်ပေါ်လို့ခေါ်မြဲခေါ်ဆိုဆဲဖြစ်ပါတယ်ဂျွန်ပေါ်ရဲ့နာမည်လွဲနေတူပဲတာဂက်စတန်ကမွေတိုင်းဖိုင်တာငကြမ်းကို Instagram မှာဝဝင်ပုံနေတဲ့ပရိသတ်တော်များများကချစ်စတုန်းနဲ့ဂျွန်ပေါ်ဆိုပြီးစားနောက်ကြရတောင်မှရှိထားတာကြောင့်မာကမတ်ဆန်ယူကော့ဖ်ကိုချန်ကိုဟာ MMA အတိုင်းဝိုင်းမှာပေါ်ပြီးတော့နာမည်ရလာတဲ့ဖိုက်တာတူဖြစ်လာပါရယ် နောက်တော့မကြာခင်မှာ UFC မှာမြင်တွေ့ရမယ့် D Fighter ကဟိုနေ့ကဒီလိုနှစ်ကိုသွေးပူလုပ်ပြီးပရိသတ်တွေကြားတဲ့ဝိုင်းသမားခဲ့တဲ့အတွက်ပိုပိုပြီးတော့လူပြောများတဲ့ Fighter ဖြစ်လာသလိုသူ့ရဲ့ UFC ပွဲဥဒ်ကိုလည်းပရိသတ်အများစုကစောင့်မျှော်နေကြပြီဖြစ်ပါရီးအဲဒါကတော့ Dagestan သားကြီးတွေမှာရှာရှာပါပါမွေထိုင်းနဲ့ Kickboxing အားပြုတဲ့ Fighter John Paul နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါရီးမြောင်းဇုံဒီလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါရီးမြောင်း